စက်တမ29ရက်ကအိန္ဒိယနိုင်ငံတမင်နာဒူပြည်နယ်မှာနမေကျော်သရုပ်ဆောင်နိုင်ငံရေးသမားဖီဂျီရဲ့မဲဆွယ်စည်းရုံးပွဲအတွင်တိုးကျိတ်မှုတွေဖြစ်ပြီးလူ40သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက်ဖီဂျီရဲ့နိုင်ငံရေးပါတီကစီနီယာအဖွဲ့ဝင်3ဦးကိုတာဝန်ရှိမှု ပေါ်ရုံမှုတွေနဲ့ရဲတပ်ဖွဲ့ကစက်တမ28ရက်ကဖမ်းဆီးဆွဲချက်တင်လိုက်ပြီးဖြစ်ပါတယ်။အသက်52နှစ်အရွယ် VJ ဟာတမင်းရုပ်ရှင်နယ်ပယ်ရဲ့ထိတ်တန်းမင်းသားတလက်ဖြစ်ပြီးမဲဆွေပွဲမှာလူအုပ်ကိုမေကွန်ပြောနေစဉ်လူတုံးမှုတွေကြောင့်ကတောင်းကနေဖြစ်ပြီးမေကွန်ပြောမှုကိုရပ်လိုက်ရပါတယ်။နမေကြီးမင်းသားကိုမြင်တွေ့လို့စိတ်ပြင်းပြနေတဲ့လူအုပ်ပရိသတ်ကအကရရင်တွေစီတရဟောတိုးဝင်လာကြရကနေလူနှင်းခံရမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သူရဲ့မဲဆွယ်ပွဲကိုလူပေါင်း2,800ခန့်တက်ရောက်ခဲ့ပါတယ်။မြင်းမြင့်တွေရဲ့အဆိုအရနိုင်ရီနဲ့ချီပွဲချိန်နောက်ကျမှုရင်းအင်အားမလုံလောက်မှုနဲ့တက်ကိုင်းတစ်ခုပေါ်ကနေလူတွေလူအုပ်ပေါ်ကိုပြောက်ကြလာမှုစတာတွေကြောင့်လူတုံးဝဲမှုတွေဖြစ်လာခဲ့တယ်လို့သိရပါတယ်။လူတုံးမှုမဖြစ်မီ VJ ကထောက်ခံသူတွေကိုရေဘူးတွေပစ်ပေးနေပုံကိုလည်းဆိုရှယ်မီဒီယာမှာမြင်တွေ့ရပါတယ်။တေဆုံးသူ40ထဲမှာကလေးကိုဦးပါဝင်ပါတယ်။ မဲဆွေပွဲကျင်းပမဲ့နေရာကိုအိနှင့်မော်လဝိုင်မှာဖီဂျီရောက်လာတော့မယ်လို့သိရပြီးကြတဲ့ကလူပရိသတ်ကနိုင်နေချီလာဆောင်ခဲ့ကြပါတယ်။လူအုပ်ကမနက်7:00နာရီကတည်းကစရောက်လာကြတော့ဖီဂျီကည9:00မိနစ်40မှာရောက်တယ်။နေကပူပူနဲ့လူအုပ်ကစားစရာနဲ့ရေအလုံလောက်ကမရှိလို့ပြည်내ရဲချုပ်ကသတင်းတောက်တွေကိုပြောပါရတယ်။ လူသသောခန့်သာလာရောက်မယ်လို့ခန့်မှန်းထားပြီးမှနှစ်ဆကျော်သုံးဆနီးပါးရောက်လာကြတာဖြစ်ပါတယ်။ပြည်내ဝင်ကြီးချုပ် NK Starling အဆိုအရတည်ဆုံးသူတွေမှာအမျိုးသမီး18ဦးနဲ့အမျိုးသား73ဦးပါဝင်ပါတယ်။52ဦးကဆေးရုံမှာကုသမှုခံယူလျက်ရှိပါတယ်။ ဗီဂျင်းဟာ2024ခုနှစ်မှာနိုင်ငံရေးပါတီထူထောင်လိုက်ပြီးနောက်နှစ်မှာကျင်းပမယ့်ပြည်내ရွေးကောက်ပွဲတွေမတိုင်မီမဲဆွယ်စည်းရုံးရေးဆင်းနေတာဖြစ်ပါတယ်။မဲဆွယ်ပွဲတက်ရောက်ခဲ့သူတို့ကနေရာလွတ်လုံးဝမရှိတဲ့အတွက်လှုပ်လို့တော့မရခဲ့ပဲနောက်ပိုင်းမှာလူကမူးဝေလာတယ်လို့သတင်းတို့သတင်းစာတိုက်ကိုပြောပါတယ်။နောက်တူကလည်းလူအုပ်သားနိုင်နေချီမဆောင်ခဲ့ရပါကအခုအဖြစ်ဆိုမျိုးကိုတားနိုင်လိမ့်မယ်လို့အမှတ်ချက်ပေးခဲ့ပါတယ်။မဲဆွယ်ပွဲအပြီးဗီဂျင်းကစိတ်ထိတ်ခိုက်ကြေကွဲရကြောင်းနဲ့ ချိန်ရည်သူမိသားစုဝင်တွေနဲ့ထပ်တူဝန်ထဲကြေခွဲရကြောင်းအိစမာရေးသားခဲ့ပါတယ်။ပြည်내ဝင်ကြီးချုပ်ကတည်ဆုံသူတွေအတွက်နှစ်နာချီရူပီသက်တန်းစီပေးအပ်မယ်လို့ကြေညာခဲ့ပါတယ်။